ညီမရိုင်းရဲ့ရှင်လေးကိုစိုးနေသွားစေတဲ့အပြုမှုတစ်ခုကိုကောင်းပြင်းတဲ့တနာဘိုရိုးရဲ့မင်္ဂလာပွဲမှာလှုပ်ခဲတဲ့ချောရတနာ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Selfish ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ချောရတနာကအနုပညာလောကမှာယက်တီနေကြတာကြပြီဖြစ်တယ်လို့တနာဘိုရဲ့အမရှင်လေးဖြစ်ပါတယ်တတော်များကတော့တနာဘိုကချောရတနာရဲ့ညီမအရင်းဆိုတာသိပေမဲ့တချို့ကလည်းမသိကြပါဘူးတနာဘိုက Runway Modern နေနဲ့ယက်တီနေတာဖြစ်ပြီးတော့ ချောရတနာကမင်းသမီးနေနဲ့ယက်တီနေတာကြောင့်네ပေချင်းမတူညီကြတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာတနာဘူက73နှစ်ကြာချစ်သူဖြစ်ခဲ့တဲ့ကောင်းပြင်းနဲ့တရားဝင်လက်ထက်ထိန်းများလိုက်ပြီးဖြစ်ပါတယ်။ကောင်းပြင်းနဲ့တနာဘူတို့ကအချိန်အကြာကြီးချစ်သူတွေဖြစ်ခဲ့ပြီးတော့မှလက်ထက်ခဲ့ကြသလိုမင်္ဂလာပွဲကိုလည်း romantic ဆန်ဆန်နဲ့ချစ်စရာကောင်းကျင်းပခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲအပြင်ဆင်လေးထက်အမဖြစ်သူချောရတနာရဲ့အပြုမူလေးကလူပြောပုံများနေကြရလဲဖြစ်ပါတယ်။ ချော်ရနာကအကောင်းပြင်းတဲ့တနာဘိုးလို့နှစ်ယောက်ရဲ့မင်္ဂလာပွဲမှာအသေးစိတ်ကအစစိတ်ပူပြီးတော့အကုံလိုက်လုပ်ပေးနေကြတာဖြစ်ပါတယ်။မိတ်ကပ်ပြင်းတဲ့အချိန်မှာလည်းဘိန်းနာကနေမထက်ရက်ကြည့်ပြီးတော့ဝမ်းနေတဲ့အကြည့်ရင်းနဲ့ဖြစ်နေကြတာပါ။ဒါအပြင်တနာဘိုးကအကောင်းပြင်းတဲ့တရားဝင်လက်မှတ်ရေးထိုးပြီးတဲ့အချိန်မှာချော်ရနာကဆင်အောက်ကနေငိုနေကြတာပါ။ချောရရနာအခုလိုငိုလိမ့်မယ်လို့မထင်ထားကြပါဘူး။ကောင်းပြင်းတဲ့တနာဘိုးကချစ်သူတွေဖြစ်ခဲ့တာလဲ73နှစ်ကြာပြီမို့နှစ်ဖက်မိဘအတိုင်းဝိုင်းနေနေလဲသူတို့နှစ်ယောက်ယူမာကိုအ သားကျနေလောက်ပြီလို့ထင်ထားခဲ့ကြတာပါ။ဒါပေမဲ့တကယ်တမ်းလဲထင်တယ်လို့မဟုတ်ပဲချောရတနာကစင်အောင်မှာရှိုင်ကြီးတငယ်နဲ့ကိုငိုနေခဲ့တာပါ။ဟန်ပြမျက်ရည်ကျတာမျိုးမဟုတ်ပဲမိတ်ကက်တွေပြက်ပြီးတော့မျက်လုံးတွေဖောင်းတဲ့အထိငိုနေမိတဲ့ချောရတနာကိုဘေးနားမှာရှိတဲ့ညီညီမောင်စန်းချောင်းတို့ဆိုလဲဝိုင်းဝန်းပြီးတော့အားပေးနေကြတာဖြစ်ပါတယ်။ဒါအပြင်စင်ပေါ်မှာအမတ်တရားတပ်ပုံရိုက်တဲ့အချိန်မှာလဲချောရတနာကရှိုင်ကြီးတငယ်ကိုငိုနေခဲ့ပြန်တာပါ။ ကျော်ရနာကငိုနေတယ်လို့တဏဘောကလည်းမျက်ရည်မထိန်နိုင်မဲငိုမိပြန်မာတော့တယ် တကယ်တော့ချောရရနာကမိခင်ဖြစ်သူကိုတတိယပြီးတော့ငုံနေခဲ့ရပါဒါအပြင် မိခင်မရှိတော့ဘဲမင်္ဂလာဝဲဖြတ်တန်းနေရတဲ့ညီမဖြစ်သူကိုအမကြီးအမိယာအနေနဲ့ဝမ်းနေသွားခဲ့တာဖြစ်ပါတယ်ချောရရနာတို့ကမိခင်ဆုံးပါသွားခဲ့တာကြပါပြီဒီလိုနေ့မျိုးမှာမိခင်ဖြစ်သူကိုညီမနှစ်ယောက်လုံးကလွမ်းကြပါတယ်မိခင်ဖြစ်သူကိုလွမ်းတယ်လို့တစ်ဖက်မှာလည်းချောရရနာကိုရိုင်းကမိခင်နေရာကနေသက်ဝင်ခံစားနေခဲ့တာဖြစ်ပါတယ်မိခင်တယောက်လိုခံစားပြီးတော့နှမျောတသားဖြစ်နေခဲ့တာကြောင့် ငိုကြွေးနေကြတာဖြစ်ပါတယ်။ချောရရနာကတန်နာဖို့ငွေလေးတွေအရန်ကိုချက်တာပါ။လက်မထက်ခင်အချိန်အထိတခန်းနဲ့အတူတူနေပြီးတော့ယနေ့ခဲ့ကြတာဖြစ်ပါတယ်။ချောရရနာလက်ထက်တုန်းကဆိုရင်မြမဖြစ်သူကိုလွမ်းလို့မနေတတ်ပဲဖြစ်နေခဲ့ပါသေးတယ်။တန်နာဖို့အပေါ်မှာထားတဲ့ ော်ရဲရနာရဲ့မြေတားကဆိုရှယ်မီဒီယာပေါ်ကနေကြီးနေကြတဲ့ညီမတွေရဲ့ရင်းနှဲကို အရှိုက်ထိသွားစေခဲ့ပါတယ်။အမတွေကအမကြီးရောအမိရာဆိုသလိုပြည်စုံနဲ့ဆိုင်နေဆိုတာကိုလူပြောများနေပြီဖြစ်ပါတယ်။ဒါအပြင်ငလင်မှာအမဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဒုက္ခဒိုင်မွန်စိန်တိုင်းငယ်၊သမီးငယ်၊မနှင်းစီလင်းဝင်းဆိုရင်လေချော်ရဲရနာကိုကြည့်ပြီးတော့အမဖြစ်သူကိုသတိရလို့ငုံနေခဲ့ရတာပါ။ မြမတိုင်းရဲ့ရနေကိုစူးနစ်သွားစီတဲ့ပြုမှုတစ်ခုကိုကောင်းပြင်းတဲ့တနာဘိုရီရဲ့မင်္ဂလာဝဲမှာလုပ်ခဲ့တဲ့ချောရတနာအပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်